အားလုံးပဲမင်္ဂလာပါအနော်ဟင်းရဲ့ Facebook နဲ့ YouTube channel တွေကနေအားလုံးကိုပြန်လေးကျေးဇူးလိုက်ပါတယ်ဒီကနေ့ညနေ6နာရီတိုင်းတို့6နာရီเนาะတကယ်ကြီးညနေ6နာရီကြာရင်ကျွန်တော်တို့ရဲ့ချက်လက်ဆော့သော Manchester United နဲ့ Brentford ရဲ့ Premier League ပွဲစဉ်လေးရှိပါတယ်အဲ့တော့အဲ့ဒီပွဲစဉ်လေးကိုပွဲချုပ်ခံမှန်းတုံးသက်ချက်လောရမယ်ဆိုရင်လက်ရှိ Manchester United နေနဲ့ Brentford ကိုသူ့ရဲ့အိမ်ခွင်းမှာ တရေပြား80ရှုံတရေပြား90ရှုံလောက်ထိပေးထားတယ်အာရှုပ်တယ်နိုင်မအပြည့်နိုင်မယ်ဆိုတဲ့ဂျေးတရေကြရင်အပြည့်ရှုံမယ်ဆိုတဲ့ဂျေးလောက်ထိပေးထားတယ်ပေါ့နော်ဂိုးပေါင်းဂျေးနေကြတော့သုံးလုံးသွင်းအပြည့်နိုင်မယ်ဆိုတဲ့ဂျေးလောက်ပြန်ပေးထားတယ်ပြောမယ်ဆိုရင်တော့လက်ရှိနေတဲ့ဂိုးပေါင်းဂျေးကတော်တော်လေးပြော့တယ်လို့ပြောလို့ရတယ် ဘော်ရီဂျီမာပြီးဂိုးကောင်းကြီးဘာလို့ပြောလဲဆိုတော့မန်ချက်စတာယူနိုက်တက်နဲ့လက်ရှိဘရက်ဖို့ရဲ့အိမ်ဝင်သွားကန်ရတဲ့ပွဲမှာနိုင်တော့နိုင်ပဲဟဲ့ဒါပေမဲ့ဂိုးပြတ်တော့နိုင်မို့မသေးကြဘူးဆိုတော့အနေထားရဒါဘိုကီဒီကကျေးပွင့်ပေးထားပါတော့အော်မန်ချက်စတာယူနိုက်တက်နေနဲ့ဘရက်ဖို့ရဲ့အိမ်ဝင်မှာနိုင်မမလားအနိုင်ယူဖို့လွယ်ကူပါမလားဆိုပြန်ကြည့်တော့အမှန်တိုင်းပြောရင်တိတ်တော့မလွယ်ဘူးဗျာမနစ်ကဆိုရင်ကျွန်တော်တို့နဲ့အမော်ရင်ရဲ့ လက်အောက်မှာ Bravo ရဲ့အင်ဝင်သွားကန်နေရှုံးနေတဟန်ကြီးရဲ့လက်အောက်မှာသွားကန်နေတပွဲတည့်ရကြတဲ့တပွဲရှုံးနေနောက်ဆုံးကျွန်တော်တို့ညာ Bravo ကိုဘယ်တော့ကနိုင်လဲဆိုတော့သူ့ရဲ့အိမ်ဝင်းမှာနိုင်တဲ့အချိန်က Bravo စပြီးတန်းတက်လာတဲ့2021 2022 Renegade လက်အောက်မှာပဲနိုင်ခဲ့ဘူးလေအဲ့တော့ပြောမှဆိုရင် Manchester United ရဲ့လက်ရှိ Bravo ကတော့ဒါကံရနည်းနည်းလေးခတ်တယ်ဆိုတဲ့အသင်းထဲမှာပါတယ်ပေါ့နော်အဲ့တော့ နိုင်ပါမလားဒါပေမဲ့အမှန်တိုင်းပြောရင်တော့ကျွန်တော်ကတော့နိုင်လောက်မယ်လို့ထင်တာပဲဗျဘာလို့နိုင်လောက်မယ်လို့ထင်လဲဆိုတော့လက်ရှိဒါသူတို့တွေရဲ့နီးပြကြီးဖြစ်တဲ့ front thomas front ပေါ့နော်မရှိတော့ဘူးပြီးတော့သူတို့တွေရဲ့လက်ရှိ carry လုပ်ခဲ့တဲ့ ammo မရှိတော့ဘူး visa တို့လည်းမရှိတော့ဘူးနောက်ထပ် noscast တို့လည်းမရှိတော့ဘူးစနေထားမှာပြောမယ်ဆိုရင် bravo ကကစားသမားကောင်းတွေကောနီးပြကောင်းတွေကောတော်များများထွက်သွားတဲ့နောက်ပိုင်းမှာ bravo အနေနဲ့ဒီရသည်ရုံးကန်နေရတာအကုန်လုံးအမြင်ပဲပေါ့နော် လက်ရှိသူ့အနေနဲ့ပရီးမီးယားလိဂ်ဇီယားမှာဆိုလေငါးပွဲကန်နဲ့တပွဲပဲနိုင်တယ်တပွဲတရေကြပြီးသုံးပွဲရှုံးတာတယ်အဲ့တော့ United အနေနဲ့လက်ရှိဒီပုံစံဒီအနေထားလောက်နေရတော့ဘလို့ပဲဖြစ်ဖြစ်နိုင်အောင်ကန်လို့ရလောက်မယ်လို့တော့ထင်တာပဲပေါ့နော်ဒါပေမဲ့ United အနေနဲ့လည်းလုံးဝ100%ကြီးပြေဆုံးနေရလားဆိုတော့လည်းမဟုတ်ပြန်ဘူး ျွန်တော်ရင်းလက်ရှိသတင်းတွေဖတ်ထားတော့ကဒီကနေ့ညမှာကျွန်တော်တို့ရဲ့ကိုသမအစ်စ်ဆန္ဒလာမင်းလေးကိုစပြီးပွဲထုတ်မယ်လို့တော့အတန်ကြားတယ်ပြီးတော့လက်ရှိညာဘက်ချမ်းမှာကျွန်တော်ရင်းစော့နေခဲ့တဲ့အာမန့်အနေနဲ့မိသားစုပြဿနာအရာသူ့ကိုခွင့်ပေးထားတယ်ဒါ personal ပြဿနာအသေးနဲ့ပြဿနာတတ်တာပါညာမဟုတ်ဘူးမိသားစုပြဿနာအရာခွင့်ပေးထားတယ်မာဇရာဝီနေတဲ့ဒဏ်ရာကမတက်တာသေးဘူးဖြစ်တဲ့အတွက်အဲ့ဒီညာဘက်ချမ်းမှာကျွန်တော်တို့ရင်းနဲ့မာဇရာဝီကအာမတ်ကိုနှစ်ယောက်လုံးကိုလက်လော့ရမယ် အဲ့တော့လက်ရှိကန်လို့ရတာဆိုရင်အဲ့ဒီနေရာမှာဒါလောအနေနဲ့ကြန့်ခိုင်မှုပြေးွားနေရဆိုရင်ဒါလောကပွဲထွက်လူစင်းနဲ့လာမယ်။ဟဲ့ဒါမှမဟုတ်ဒါလောမပြေးွားဝေးဆိုရင်ကျွန်တော်စာနာဝီတင်လာတော့ပေါ့နော်။ဘရူနိုဖာနာလက်ဂျီသွားကန်မှာရမှာပဲ။ဒါပေမဲ့ဘရူနိုဖာနာဂျီတီကြီးသွားကန်စရာတော့လည်းမလိုပါဘူး။အမှန်တမ်းပြောရင်ဒေါ်ကုအနေနဲ့ကလည်းအဲ့ဒီဘက်ချမ်းမှာလည်းသွားစော့နိုင်တယ်လို့ဒီဘက်ချမ်းမှာလည်းစော့နိုင်တယ်။ဒါပေမဲ့ဒေါ်ကုကဒီဘက်ချမ်းမှာ သူ့ဘာသာနဲ့သူပဲဒီတိုင်းလေးဆက်သွားတာပဲကောင်းမယ်လို့ထင်ပါတယ်အဲ့တော့ဒါတော့ဒါဘွဲကန်လို့ရမယ်ဟဲ့ဆိုရင်ဒါတော့အဲ့ဘက်ချက်မှာသွားထားအလဲမှာဆိုရင်လက်ရှိကက်စမဲရိုအနေနဲ့ကျွန်တော်တို့ရင်းနဲ့အနီးနဲ့လက်လော့ထားရတယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဥကတိပဲထွက်လာမှာပါပဲ။မိုင်းနူးကိုကျွန်တော်တို့နဲ့မျောလင့်ထားပေမဲ့လေမျောလင့်နေပေမဲ့လေနီးပြနေနဲ့ထုတ်ချင်မှထုံးမှဖြစ်တဲ့အတွက်ဥကတိနဲ့ဘရူနိုဖာနန်ဒက်အတွဲပဲဖြစ်မယ်လို့ထင်တယ်။အရှိမဆိုရင်လည်းလက်ရှိနေနဲ့အမ်ဘူမိုးရှိမှပြီးတော့ခူညာပြန်လာပြီး မေစမောက်ကလည်းရှိနေသေးတယ်ပြီးတော့ရှက်ကုတ်ကလည်းရှိနေသေးတယ်ဆိုတော့နီပြအနေနဲ့လက်ရှိကျွန်တော်ဒီဘက်ချက်မှရှိနေခဲ့ပါတော့ right wing back အာမက်ကစားတဲ့နေရာမာဇရာဝီကစားတဲ့နေရာတနေရာပဲလက်လော့ရတာကျန်တဲ့နေရာကပြောမယ်ဆိုရင်အပြေးဆုံးနီးပါပဲအဲ့ဒီအပြေးဆုံးအနီးပါကိုဟိုဘက်ကကစားသမားတွေကလည်းထွက်နီးပြားတွေကလည်းထွက်ထားတဲ့အသင်းကမနိုင်ဘူးခိဆိုရင်လေနောက်မှလည်းနေရာလည်းမရှိတော့ဘူးပေါ့နော်ဓာတ်ပုံကလည်းမရှိတော့ဘူး အဲ့တော့တိုင်းအမော်ရီဒီကနေ့ညဘလို့လုံးမလဲဘလို့ဖြစ်မလဲဆိုတော့တစ်ချက်တော့စောင့်ကြည့်ရမှာပဲဒါလက်ရှိ we sit เนาะဒါ6ပတ်မြောက်မှာဒါအစောဆုံး6နိုင်တို့ထကန်ရတာ6နိုင်တို့ထကန်ပြီးထိတ်ဆုံးပွဲကနေထပြီးပြဿနာတက်တယ်ထိတ်ဆုံးပွဲကနေထပြီးတော့ဖြစ်တယ်ဟိဆိုတော့တော့နောက်ကောင်တွေတန်းစီပြီးကိုရီကိုတီးမှာပဲတွဲမှာပဲเนาะအဲ့တော့အမော်ရီဒီကနေ့ညပွဲစဉ်မှာတော့ကောကောကဲကဲလေးတော့လှုပ်ဖို့တော့စူတောင်းအောင်ပါပဲ အဲ့တော့အမှန်တမ်းပြောရင်တော့ United အနေနဲ့ကျွန်တော်ကတော့နိုင်မယ်ထင်တာပဲနိုင်မယ်ထင်တာပဲဆိုတော့ယင်ဘက်ကပွဲတော့လည်းအရှုံးတော့မရှုံးတော့ဘူးလို့ထင်ခဲ့ပြီမဲ့လေပေါ့နော်ဒါဘလို့ပဲဖြစ်ဖြစ်ပါလက်ရှိ Manchester United က Bradford ရဲ့အိမ်ကွင်းမှာရုန်းကန်ရတာတော့မှန်တယ်ဒါလုံးဝငင်းစရာမရှိဘူးမှန်တယ်ဒါပေမဲ့လေ လက်ရှိသူတို့တွေရဲ့ခုနကစားသမားတွေပေါ့နော်။ Noscas ကိုရင် Arsenal ကိုရောက်တဲ့နဲ့တူတယ်။ Visa ကဘယ်ကိုရောက်လဲမသိဘူး။ Amon Moore ကိုရီးယားအသင်းကိုရောက်တယ်။ Frank ဆိုရင်သူကသူတခြားအသင်းကိုရောက်သွားတယ်။အဲ့တော့ဒီလိုအသင်းကိုနိုင်ဖို့ခက်ခဲနေပါလား။ကိုသင်းဖို့ခက်ခဲနေပါလား။ United အနေနဲ့ဒီပွဲနိုင်ရင်10မှတ်ရမယ်။ဒီပွဲနိုင်ရင်10မှတ်ရမယ်။10မှတ်ရပြီးပါပဲပြောအစင်ပြီးရနောက်တစ်ပတ်ကျရင်ကျွန်တော်တို့နေစန်တာလန်နဲ့ကဲမှာဗျာစန်တာလန်နဲ့ကဲမှာလေ၄ရက်နေဆိုတော့ဂျားထဲမှာ 28ဆို28 29 30 31 1 2 3 4 6ရက်လောက်တော့ချိန်ရသည်နောက်တော့ဘက်ကမိုးကလည်း၈ရက်လောက်တောင်ချိန်ရသေးရဆိုတော့ဘာဖြစ်ဖြစ်မန်ချက်စတာယူနိုက်တက်အနေနဲ့ဒီကနေ့ကျပွဲစဉ်ကိုနိုင်အောင်ကန်ပြီးရင်နောက်ထပ်၆မှာလည်းဆိုတော့ဒီဆန်ဒါလန်းကိုနိုင်အောင်ကန်နိုင်ခဲ့မယ်ဟဲ့ဆိုရင်73မှတ်လောက်ထိရထားမယ်ပြီးရင် National Breakdown တွေပြီးရင်နိုင်ငံတကာပွဲတွေလာလို့ပြီးရင်လီဗာပူးနဲ့ပြန်ကန်ရတော့မယ်အဲ့တော့လီဗာပူးနဲ့ပွဲကျက်မှကန်ခင်အချိန်တွင်းမှာမန်ချက်စတာယူနိုက်တက်အနေနဲ့ ရတဲ့အမှတ်ကိုရတဲ့လိုမျိုး6မှတ်အပြည့်စုကိုင်းတော့ဒါအကောင်းဆုံးဖြစ်မှာပဲပေါ့နော်ဒါမှသာကျွန်တော်တို့အနေနဲ့လက်ရှိရာဒီကုံနဲ့ထင်ကြရင်ချန်ပီယံလိဝင်ခွင့်ဥရောပဝင်ခွင့်ယူရိုပါလိဝင်ခွင့်တနည်းရရမှန်းလို့ရမှာပေါ့ဒီလို6နဲ့ပွဲတွေဒီလိုမျိုးရုံးကန်နေရတဲ့အချိန်မှာမှမန်ချက်စတာယူနိုက်တက်အနေနဲ့အနိုင်ယူနိုင်ဘူးလေဆိုရင်ကျွန်တော်ပြောနေကြစကားတိုင်းပဲအမော်ရီနီနဲ့လဘာဘူးပွဲစဉ်ကိုကြော်မယ်လို့တော့မထင်ဘူးအဲ့တော့သူလဲကြော်ချင်နေတယ်ဟိတ်ဆိုတော့တိုင်ကြော်နိုင်ကြော်ပေါ့ကွာနော် အဲ့အားလုံးပဲစီးပါတိုက်ကြွားတာတော့မဟုတ်အမှန်တိုင်းပြောကင်မရာကလေငါ14 pro မနဲ့ဓာတ်ပုံရိုက်တာဗီဒီယိုရိုက်တာအတန်သွင်းရတာပို့ပြီးစိတ်တိုင်းကြရတယ်ပို့ပြီးအစင်ပြေပေါ့နော်ဒီဖုန်းတွေကစိတ်တိုင်းမကြအောင်အဲ့ကြောင့်မလို့ဒီဖုန်းဒီတိုင်းကြီးပဲအားသာရင်းရတယ်อ่าจ๋าတော့မဟုတ်တိုင်းเนาะစိတ်လဲမစိုးねเนาะကိုဒီဖုန်းကိုဝယ်တယ်ငါဒီဖုန်းကိုဝယ်ရတယ်ဆိုတာက ဘယ်လိုပြောမလဲကြိုက်လို့လည်းမဟုတ်ဘူးမဝယ်လဲဘာမှမဖြစ်ဘူးကိုဟင်း14 pro max ရဲ့လက်ရှိ battery percent အနေနဲ့80ကျော်လဲကျန်နေသေးတယ်ဒီတိုင်းထားလို့ရတယ်เนาะဒါပေမဲ့ငါ challenge ခေါ်လိုက်တာပေါ့เนาะပြောမယ်ဆိုရင်တော့ချက်စီးကိုနိုင်ခြင်းမလဲနိုင်မယ်နိုင်ရင်လဲနိုင်မယ်အ ਨੇ ဆုံးတော့တရေလောက်တော့မှန်းထားတာပဲကိုကအဲ့တော့တရေကြတော့ရင်ငါဝယ်စရာမလိုဘူးပါညာပေါ့နော်ကိုက challenge ထားခေါ်လိုက်တယ်။ challenge ထားခေါ်လိုက်တဲ့အချိန်မှာဒါ United အနေနဲ့ဒါနိုင်သွားတယ်။ နိုင်သွားတော့ကျွန်တော်အနေနဲ့မဖြစ်မနေကဲငါ challenge တိုင်းမှာငါအသေးနိုင်နေငါဝယ်မယ်ဆိုပြီးတော့ chess ကိုနိုင်လို့ဝယ်တဲ့ဖုန်းလေးဆိုပြီးပြောတာပေါ့နော်ကိုက challenge ရှုံးတာဗျာ chess hill နိုင်လို့လောင်ကြီးတွေနိုင်လို့ပြောမယ်ဆိုတော့တိန်80 90လောက်နိုင်လို့ဖုန်းဝယ်တာမဟုတ်ဘူးနော်ဖုံးဝယ်တာကိုပစံနဲ့ကိုဝယ်တာကိုပစံနဲ့ကိုဝယ်ပြီးတော့ဒါကွာဒါပြောမယ်ဆိုရင်ကိုကိုကိုခေါ်တဲ့ challenge မှာရှုံးလို့လောင်းကြီးရှုံးလို့ကိုကိုကိုပြန်ဝယ်တာနော်အဲ့တော့ဒါပေမဲ့ဒီဖုံးကအခုချိန်ကြီးလဲ ပြောမှဆိုရင်ဗီဒီယိုရိုက်တာဘာညာတော့တိတ်ပြီးတော့မတုံးပြစ်သေးတိတိချာချာတော့ဘာမှတော့မတုံးပြစ်သေးကင်မရာလက်ပိုင်းအရာကလည်းအတန်သွေးနဲ့အနေထားရလဲကျွန်တော်ရဲ့14 Pro Max ကကျွန်တော်တို့ကပူအဆင်ပြေနေရဖြစ်တဲ့အတွက် Galaxy D ဖုန်းကိုပဲပြန်ပြီးတော့ပြင်ပြနေရပါတော့ဒါလေးကတော့ Mobile Legends ဆော့တာပဲဒါဘာမှလာပြော Mobile Legends ဆော့အဲ့တော့အားလုံးပဲစီပါဒီကနေ့ည6နာရီထိုးကြရင်ပြန်လဲဆုံးပြပါမယ်เนาะကျွန်တော်ဘောလုံးပွဲတွေဗမာပြလဲဟိဆိုတော့ထုံးစံနိုင်မယ်ကိုဟင်းယူနိုက်တက်ပွဲ1300ရဲမှာ နော် channel ကျွန်တော်ရဲ့ anowai ဆိုတဲ့ facebook page anowai ဆိုတဲ့ youtube channel anowai ဆိုတဲ့ tiktok account အကုန်လုံးကမျက်နှာပဲဘောလုံးဝေးနေဟိုကနေတွေးရဆိုရင်နော်မျက်နှာနဲ့ဟိုကနေတွေးရနေရာဒီမှာလာခဲ့ပေါ့နော်အဲ့တော့အားလုံးပဲစီပါဒီကနေ့ည6နိုင်ကြရင်ပြန်လေးဆုံးတွေ့ပါမယ်ဒီကနေ့ညတော့မဟုတ်တာကြီးလို့ညနေ6နိုင်ကြရင်ပြန်လေးဆုံးတွေ့ပါမယ်